ကတာမြို့နယ်အောင်ချမ်းသာကျေးရွာမှာလောင်စာဆီတင်ပို့မှုများပြားလာလို့မိဘကြားရောက်မှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်ဒီသတင်းကိုတော့ဥအောင်သူပေးပို့ထားပါတယ်ရှင်စကိုင်းတိုင်းဒေသကြီးကတာမြို့နယ်အောက်ဖက်နှမိုင်ကန့်အကွာမှာရှိတဲ့အောင်ချမ်းသာကျေးရွာအနီးမှာအေယော်ရီမြစ်ကြောင်းကနေတည်ယူလာတဲ့ဆီတွေကိုတူလောင်ထားတာတွေများလာပြီးလောင်စာဆီတင်ပို့တဲ့စိတ်ကမ်းကြီးဖြစ်လာတဲ့အတွက်မိဘကြားရောက်မှာကိုဒေသခံတွေကစိုးရိမ်မကင်းဖြစ်နေကြတာပါ အဲ့ဒီနေရာမှာစီကုမ္ပဏီတွေကတရားဝင်စီချံကြီးတွေတိစောက်ထားပြီးစီတဲကတထောင်ကျော်လောက်နဲ့ကချင်ပြည်နယ်တွေကဖားကန်ကြောက်စိမ်းလုတ်ွက်တွေစီကိုတင်ပို့နေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့စီချံအနေနဲ့ကတော့မတရားဝင်ချံနဲ့ကျွန်တော်တို့ပေါ့နော်ဟိုဆောင်ရွက်နေရတော့ကိုကြံရှိပါတယ်ဟိုတက်ဆောင်နေတဲ့ကားရည်အတွက်တွေကတော့ကျွန်တော်တို့တထောင်ကျော်ပေါ့ကောင်းမှန်းကောင်းချောဝင်ကြလို့ရှိပါတယ်အဲကျွန်တော်တို့စီချံတွေကဆိုရင်နိုင်ငံတော်ကတိမှတ်ပြထားတဲ့ နိုင်ငံတော်အကျိုးတူကုမ္ပဏီတွေဖြစ်ပါတယ်။အဲဖကန့်ကိုဒီကတားနေပေါ့ရန်ကုန်မှကတားပေါ့နော်ကတားနေဖကန့်ကြောက်စိမ့်လုတ်ခွက်တွေတက်ကိုအဓိကကျွန်တော်တို့ကတင်ပို့နေရတာပါ။အဲစီချန်တွေတော်တော်များများလဲဒီကဟိုကိုလုတ်ခွက်အတွက်ဟိုရန်ရားကြီးတွေတုံးဖို့တက်ကိုဒီကနေပြီးတော့တပို့ရတာဖြစ်ပါတယ်။ တစ်ဖက်ကစိုးရိမ်မှုတွေရှိနေပေမဲ့အဲ့ဒီအောင်ချမ်းသာကြေးရွာနီးမှာရှိတဲ့စီချံကြီးတွေကြောင့်ပဲလူငယ်တွေအနေနဲ့အလောက်အကန့်အခွင့်အလမ်းတွေရရှိတာတွေလည်းရှိတယ်လို့ဆိုပါတယ်။အခုမပြူအောင်တောင်မှဒီရရွာမှာရှိတဲ့လူငယ်တွေပေါ့လေ။ဒါအဲ့ဒီနောက်ရင်နောက်လိုက်တာတို့ဘာတို့အလောက်အကန့်အခွင့်အလမ်းလေးတွေရရှိလာတယ်။ဘောနောအဲ့ဒီဟာလေးတွေနဲ့ပဲကျွန်တော်ကသူတို့ဆရာတိုက်ရိုက်ကြီးရတော့အခုညီဆိုတာကတော့ဟိုတိုက်ရိုက်ကြီးတော့မတောက်ဆူဘူးပေါ့ဗျာ။ဒါပေမဲ့တိုက်ရိုက်ကြီးမတောက်ဆူရဘူးဆိုပေမဲ့လည်း ဟိုတုန်းကတော့တောသားတောင်သားသွားကြတဲ့လူလေးတွေကအခုတော့တောသားတောင်သားမသွားတော့ဘူးပေါ့ဒီကုမ္ပဏီထဲမှာဝန်ထမ်းလေးတွေလုပ်တယ်တချို့တချို့ကြတော့လည်းဒီစီတင်ရင်မောင်းလေးစီတင်ရင်နောက်လိုက်ကလေးတွေလိုက်ကြတယ်ပေါ့ ကတားမျိုးနဲ့မိသက်ဦးစီးမှုအနေနဲ့ကတော့မိဘအန္တရာယ်ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့မျိုးရင်းစီဆိုင်တဲ့လူစီကားရဈေးတွေကိုလိုက်လံစစ်ဆေးနေပြီးလိုအပ်ရင်မိဘအန္တရာယ်မကြောက်ရအောင်နှိမ့်တိုင်းတိုင်ပင်ဆွေးနွေးတာတွေအပြင်အသိပညာပေးဟောပြောတာတွေလည်းလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်အခုဆောင်ရနေတာကျွန်တော်တို့ဈေးမိဘလုံခြုံရေးကိစ္စတွေဆောင်ရနေပါတယ်နောက်ကျွန်တော်တို့73စီဆိုင်နေ73စီဆိုင်နေအယောင်းဆိုင်နေအဲ့ဒီနေရာတွေရဲ့မိဘလုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်လိုအပ်ရင်ဒီဘေးလုံခြုံရေးအတွက်အသိပညာပေးဟောပြောခြင်းတွေခေါ်ယူတွေ့ဆုံညီတိုင်းမှုတွေဆောင်ရွက်သွားမှာမြန်မာနိုင်ငံမှာ2016ခုနှစ်ဖေဖော်ဝါရီလအထိမိလောင်မှုပေါင်း300ကျော်လောက်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးအနေနဲ့ကျပ်သိမ်းပေါင်း3000ကျော်တယ်လို့မိသက်ဦးစီးဌာနက DWB ကိုပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ